လိုဟလိုဒီနေ့တော့ကိုရီလို30ကျော်ပတ်ချလဲမမရေအတွက်အာမပြေနာကြပြီဖြစ်တဲ့ makeup look လေးကိုတင်ပြပေးထားပါဗျာအာပထမဆုံး face primer လေးလိမ့်မယ်ပေါ့နော်အာ face primer ကြတော့ခွန်ညိုကအာဒီ moisturizer တခါရဲ့ပြီးပေါ့နော် bobbi brown ရဲ့ဒီ face cream လေးကိုသုံးထားပါတယ်အာ ိမ့်လိုက်တဲ့အခါမှာအဆိုးထက်ပြေဝါလေးရတယ်ပေါ့နော်ဒီအားကြတော့ဟို daily makeup လေးထပ်တော်ထလာလေးဖြစ်ရတဲ့ကြောင့်ခွာညောဟာဒီ class ကဒီ sunscreen ပေါ့နော်တုံးနဲ့ပါတဲ့ sunscreen makeup တာပပလေးပါတဲ့ sunscreen ကိုလဲပြီးရောမျက်နှာရောမှာလုံလောက်လေးလိမ့်လိုက်မှဖြစ်ပါတယ်ပြီးရင်တော့ bobbi brown ရဲ့ အာဒီပေါ့ဒါလေးပေါ့နော်ဒီ2 way ပေါ့ through 026ပေါ့ပြောင်းပြနေအောင်ပြကုန်ပြီဒီဟာလေးရင်အိုးနည်းနည်းလေးအာချွေစီပြနေတဲ့နေရာလေးမှာလိုက်ပို့လိုက်မယ်တကယ်တော့ဒီ ဒီပေါင်းတော့လုံးဝမကြိုက်ဘူးပေါ့နော်။ Okay ဒါပါတော့နောက်မှပြပြပါမယ်။ဒါကတော့ပြီးရင်တော့မျက်ခုံမွေးဆွဲလိုက်ပါမယ်။မျက်ခုံမွေးဆွဲထားတဲ့ကက်ကဘလို့ဖြစ်ပြီးပြက်သွားလဲမသိဘူး။ထဲဖို့မရှိတော့ဘူးပေါ့နော်။အာပြီးသွားတဲ့ပုံသားကြည့်လိုက်ပါတော့နော်။အာဒါလေးကိုပုံမှန်ဆွဲနေကြတိုင်းဆွဲလိုက်တယ်။ပြီးသွားရင်ဒီရောရဲ့အာအာရှရူပက်လက်တီပေါ့နော်။ဒီရတဲ့ကနေပြီးတော့ ဒီလိုလိမ့်မွေအောင်ဖြော့ဖြော့ကာလာလေးနဲ့ဒီ new color လေးကိုတုံးလိုက်ပါမယ်ပထမဆုံး new color လေးကို base color လေးနဲ့တုံးတယ်ပေါ့နော် brush ဒီပါးပါးညာကြီးမလုပ်တော့ဘူး daily ပဲထပ်သွားထလာပဲဟိုနာဒီနာတော့ဦးမယ်ဆိုတော့လက်နဲ့ပဲခြားထက်လိုက်တယ်ပေါ့နော်ခါရင်လက်နဲ့ hold ဒီပုတ်ပြီးတော့အပေါ်ကလိမ့်မော်လေးကိုနည်းနည်းလေးလိုက်ပြီးတင်လိုက်မယ်လိမ့်မော်လေးက shimmer အဲနည်းနည်းပပလေးပါတယ်ပေါ့နော်ဒီကောင်ကတော့အောက်ဘက်ကိုလည်းလက်တန်းလေးနဲ့ဟို body ပေါ်လေးလုပ်လုပ်ပေးလိုက်ပါမယ် ပြီးရင်တော့ Rare Beauty ရဲ့ဒီပါနီလေးတင်လိုက်ပါမယ်ဒီဟာလေးလည်းပြထားတဲ့ကတ်လေးရှိရေပေါ့နော်ဘယ်အဝါလည်းမသိဘူးရှာမတွေ့တော့ဖြစ်မိပါတယ်နဲ ပြီးွားရင်တော့အဲဟိုညရော RD ရဲ့ဒီအရန်ကြိုက်တော့ပေါက်တာပါအာဘယ်တော့မှမဆိုဒါပဲဝယ်သုံးနေတယ်ပေါင်တာဒါလေးကိုနည်းနည်းလေးယူပြီးတော့ဒီ bake လုပ်မယ်ပေါ့နော် bake လုပ်တာကျတော့နည်းနည်းလေး highlight သဘောမျိုးလည်းဖြစ်အောင်နည်းနည်းလေးကြာကြာခံအောင်ပေါ့နော်အာဒီနေရာလေးတွေနည်းနည်းလေးလင်းချင်တဲ့နေရာလေးတွေလိုက်ပြီးတော့ sponge နဲ့ယူပြီးတော့အာ blender နဲ့ယူပြီးတော့ပေါ့နော်နည်းနည်း bake လုပ်လိုက်ပါမယ် ဒီပေါင်တာလေအရင်ကညညညွန်လေးနဲ့တော်တော်ကောင်းတာကိုင်းလေအမြဲဝေသုံးဖြစ်တဲ့ဟာပေါ့နော်ဒါလည်းပဲကိုယ့်ကိုယ်ဝေသုံးထားလေးပါပဲအကုန်လုံးကတော့ပြီးရင်တော့ဒီဟာကဘာလဲအဲဆရီချက်လောက်ပါလားဘလို့တန်ထွက်လဲမသိဘူး time brand ပဲလုံးဝမကောင်းပါဘူးအဲ့ mask color ဒါပေမဲ့ဒီမှာရှိတာလေးကောက်ဆူလိုက်တာပါ အာပြီးတော့တကားမှမတုံဘူးတဲ့ glue free ပေါ့နော်အမ်ကော်မလိုတဲ့မြတောင်တူလေးဆက်တန်းကြည့်ပါဆက်တက်ကြည့်ပါမယ်အဲဒီမှာတက်ထားတဲ့ဘာတော့ပြတော့နောက်မှတက်တက်အပြပေးပါမယ်ဒါလေးလုတ်ပြီးတော့ခုနဘိတ်လုတ်ထားတာလေးကိုလိုက်ပြီးတော့ brush နဲ့ဖယ်လိုက်ပါမယ်အဲပြီးရင်တော့နှကန်းကြီးလေးစိုးပါမယ်။နှကန်းကြီးကအရင်ကြိုက်တော့ Mainlander ဆိုတဲ့ brand အဝန်ယူဘန်ကောက်ကဝက်ဆန်းနေဝယ်လာတာပေါ့နော်။အဲဒါလေးကိုဒီအောင်လေးတော်တော်ကိုကြိုက်တယ်။ ဒါလေးကိုလိုင်းတာအနေနဲ့လည်းပြီးနောက်ကော့လိုက်မယ်ပြီးအပြည့်တော့မစိုးဘူးအပေါ်ပိုင်းကိုအပေါ်လေးနည်းနည်းလေးပဲနှကန်းပုံဆိုလောက်လေးစူးပြီးတော့အတွင်းသားလေးလိုက်ပြီးဖြည့်လိုက်မယ်ပြီးရင်တော့ဒီအဲကိုရီးယားဘရန်မယ်အဲကောင်ကဘယ်တော့ဝယ်ထားလဲမမှတ်မိတော့ဘူးအဲပန်းရောင်လေးပေါ့နော်ဒါလေးကိုလိုက်ပြီးတော့ ဖြစ်ပြလိုက်ပါမယ်အပြည့်မဆိုးပါဘူးပြီးတော့ makeup look လေးကပြီးသွားပါပြီဒါကတော့ចောင်းသွားကြုံလို့ makeup လာပြင်တာဖြစ်ပါတယ်အဲဒါလေးကခွန်ညူတို့30ကျော်မမရဲ့အတွက်လည်းအဆင်ပြေတယ်ညီမရဲ့အတွက်လည်းအဆင်ပြေ makeup look လေးပေါ့နော်မမတော့ထူးထူးတော့မဟုတ်ပါဘူးအဲမတင်နာကြရတဲ့အတွက်ကြောင့်အာရိုက်ပြီးတင်လိုက်တာပေါ့နော်အဲပြီးရင်တော့ရေမွေးလေးပါလေးဆော့မယ်အဲဆော့ပြီးွားရင်တော့အာဘာညာတလက်စာနဲ့ သမီးလေးပါလေးကောင်းလေးပါလေးဖြီးသွားရင်တော့ makeup look လေးအပြီးသွားပါပြီရှင်အားလုံးပဲနောက်ထပ် video မှာတွေ့ကြမယ်နော်အားကြည့်ရှင်တဲ့ look လေးရှင်လည်းပြပြခဲ့ပါအောင်အားလုံးပဲဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်တတား